ေကွန်နံပါတ်9ကိုတော့ပါမယ်မေကွန်နံပါတ်9မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဟာမြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်ခရီးအပြီးတိုင်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတရား48ခုနှင့်ကဆုံလပြည့်နှင့်အချိန်ကာသမယတွင်အရှင်မဟာကတ္တပမထေမြတ်သည် ဝါတော်မြီမြရရှိနေခြင်း ဖြစ်ပါသည်တမိမေကုန်တရားဖတ်ပါဆုံးဖြတ်ပါ ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အပြည့်မှန်လို့ရှိရင်59 3တမိဆမ်ဟိဝရနေမယ်ဆိုလို့ရှိရင်စသောဆုံးွေ340ကျော်ရမယ်ဆက်ပြေလို့မှားသွားရင်တော့ ဘုန်းကြီးတို့ရောတပြားမှဆုချလို့မရပါဘူးမိပါပြီဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဘုံမောသမီးဒီမေကွန်းကိုဆက်ဖြေဖို့ရွေးပြီးပြီဆိုရင်ဒီမေကွန်းအတွက် bonus ၄သိန်းထပ်ပြီးတော့စောင့်ပေးပါမယ် နိုင်ငံဆရာတော်တွေက bonus ပေးခြင်းနဲ့အပြည့်လေးမျိုးပြပါမယ်မြတ်စွာဘုရားရှင်ပြိဋိဘံခီအပြည့်တန်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတ148ခုပစုံလားပြည့်နေ့အချိန်ကသမယတွင်အရှင်မကတ္တဗမထေရမြတ်သည်ဝါတော်မြည်မြရရှိခြင်းဖြစ်ပါသည်နီအေ42ဝါ B 43ဝါ C 44ဝါနဲ့ D 45ဝါတမိကျွတ်စဉ်းစားချိန်စက္ကန့်30စတင်ပါပြီ။ ဖြေရွေးလို့ရပါပြီ C 44ပါပါဗျာ C လေးစလေးဝတေချာပြီလားသမီးတေချာပါပြီဘမအဖြေမှတ်လိုက်ပါ သမီးရဲ့ဖြေ C သမီးရဲ့ရွေးချယ်မှုပါပဲတကယ်တော့ဒီမိကုန်းကိုအဖြေသိရဖို့ဆိုလို့ရှိရင်အရှင်မကတ္တပ ရန်ဖြစ်တဲ့အချိန်ကိုသိလို့ရှိရင်သူအဖြစ်မှန်ရပြီအရှင်မကတ္တပဘယ်ချိန်မှာရန်ဖြစ်တယ်ဆိုတာသိလို့ရှိရင်လည်းသူအဖြစ်ရပြီသူအရှင်မကတ္တပဘယ်ချိန်မှာရန်ဖြစ်တာကိုမှတ်ဖို့လေဖြာမြတ်စွာဘုရားဘဏ္ဍာရမှာမှတ်ဖို့တာမြတ်စွာဘုရားတဝါရပြီးမှပါဘောအဲ့ဆိုတော့မြတ်စွာဘုရားက ဘယ်နှဝါထိနေသွားတာတော့35ဝါပါဘုံဘုံတဝါနှုတ်လို့ရှိရင်34ဝါပါဘုံဘုံအပြည့်မှန်နေတယ်ပေါ့တင်မကိုကျော်တော်လင်းအပြည့်မှန်စစ်ပေးပါတင်မဖေဟာစုချင်းငွေချက်15သိန်းတန်အပြည့်မှန်ကတော့မှန်ပါတယ်ခင်ဗျာ